1982ခုနှစ်လောက်ကကမ္ဘာအတော်ဆုံးသုတေသနပညာရှင်တွေရှိနေတယ် Massachusetts Institute of Technology ဖြစ်တဲ့ Massachusetts နည်းပညာတက္ကသိုလ် MIT ဟာ2040ခုနှစ်မှာလူ့ဖွဲ့စည်းရာပြည့်စည်တော့မယ်ဆိုပြီးထုတ်ပြန်ခဲ့ပါတယ်ဒါလို့အဆင်ပြေပြေရှိနေသေးတဲ့လူ့ဖွဲ့စည်းကြီးကဘာကိစ္စနဲ့မှပြည့်စည်ရမလဲသူတို့ရဲ့ခံမှန်းချက်ကမဖြစ်ပါဘူးလို့တွေးမိတယ်မလားဒါပေမဲ့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးရင်တော့သိအမြင်ကပြောင်းသွားပါလိမ့်မယ် အရင်ဆုံးကျမတို့အတိတ်ကလူအဖွဲ့အစည်းတွေရဲ့နေဝင်ချိန်တွေကိုခဏသွားကြည့်ကြရအောင်အတိတ်မှာလူအဖွဲ့အစည်းတစ်ခုစီနှစ်ပေါင်းထောင်ကနန်းဝန်းကျင်လောက်ပဲတည်ရှိခဲ့တာကိုတွေ့ရမယ်အဲ့ဒီအချိန်တုန်းကဆိုရင်ဘာမှမရှိတဲ့အခြေအနေကနေအတိုးတက်ဆုံးဆိုတဲ့အခြေအနေအထိအယောင်လန်းနိုင်ခဲ့ကြတာပေါ့ဒါပေမဲ့နောက်ဆုံးမှာပြုံလင်းပျက်စီးမှုတွေနဲ့အတူလူအဖွဲ့အစည်းကြီးကလည်းပျက်စီးခဲ့ကြရတာပါပဲဒါဆိုကျမတို့အခုရှိနေတဲ့လူအဖွဲ့အစည်းကြီးကလည်း တကယ်ပဲပျက်စီးတော့မှာလားပညာရှင်တွေကတော့ဒီလိုလူ့ဖွဲ့စည်းတရက်ပြတ်သုံးဖို့ဆိုတာအဓိကအကြောင်းရင်း၄ခုရှိနေတယ်လို့ပြောကြတယ်ဒါတွေကတော့နိုင်ငံရေးပြဿနာလူမှုရေးနဲ့ရင်ကျေးမှုပြဿနာတဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာနဲ့အားလုံးခံမမိတာဖြစ်တဲ့စီးပွားရေးပြဿနာတွေပါပဲဘယ်လူမျိုးဘယ်လူ့ဖွဲ့စည်းအကြောင်းပဲရှာဖတ်ဖတ်ဒီအကြောင်းအရာ၄ခုကပဲသူတို့ရဲ့ဖြစ်တည်မှုကိုဖျက်ဆီးခဲ့တာပါတချို့ဆိုနှစ်ပေါင်းတောင်းနေတောင် မတည်ရှိခဲ့ကြဘူး ချက်ချင်းဆိုသလိုကိုပျက်စီးခဲ့ရတာတချို့ဤဆိုရက်ပိုင်းလပိုင်းလောက်နဲ့လူအဖွဲ့စီကြီးရက်တန့်ခဲ့ရပါတယ်တခိတခါကအင်အားကြီးလာပါတယ်ဆိုတဲ့ရောမအင်မာယာကြီးကိုပဲကြည်လေလူနေထိုင်မှုလည်းတိုးတက်ခဲ့ပြီးအခုကျမတို့မြင်တွေ့နေရတာတွေအားလုံးကအဲ့ဒီဘက်ကနေဆင်းသက်လာတာကြီးပဲအရန်လေးအင်အားကြီးခဲ့တယ်လို့တီတီငိမ့်ငိမ့်နဲ့ရှိနေကြတာပါဒါပေမဲ့တနေ့ပြက်စီးခဲ့ရတာပဲလေရောမတွေလိုပဲအခုလက်ရှိအချိန်ကာလကလည်း မိုင်းတရှောင်းအတိုးတက်ဆုံးနဲ့လူကြီးအများဆုံးခေတ်ကြီးတစ်ခုပါအခုဒီဗီဒီယိုကိုကြည့်နိုင်နေဆိုတာအင်တာနက်ဆိုတဲ့နည်းပညာကြောင့်ပဲလေဒါကြီးကိုရှေးခေတ်ကအချမ်းသာဆုံးဆိုတဲ့လူတွေတောင်မတုံးနိုင်ခဲ့ကြဘူးပြီးရင်ကျမတို့ပုံမှန်ဇိမ်ခံနေကြအရာတွေကသူတို့အတွက်အိမ်မက်တွေပဲကျမ်းမာရေးကိစ္စတွေဆိုရင်လည်းအရန်ကိုတိုးတက်နေတာကင်းစာကိုယ်တော်ပြောင်းကူတာနိုင်ပြီတမိုင်းလေးကဘဲခင်းနဲ့ရှင်ရှင်ကျမတို့ခေကြီးကအဆော့ဆော့အရာရာတာနေတာပဲဒါတော့စစ်ပွဲတွေအကြောင်းမပြောရသေးဘူး လူအများစုကတော့ဒီဘက်ခင်မှာစစ်ပွဲတွေကြီးတာပဲကွာတာလို့ထင်ရင်ထင်ကြမှာပေါ့ဒါပေမဲ့အရင်ခေတ်ကအကြောင်းတွေပြန်လည်လာတိုင်းစစ်ပွဲတွေမပါရင်ကိုမပေးဘူးမဟုတ်လားတကယ်တော့အိုက်ဘက်ခေတ်ကအခုထပ်ပို့ပြီးစစ်ပွဲတွေပိုများတယ်တနိုင်ငံနဲ့တနိုင်ငံကအခုလိုအဆင်ပြေနေကြတာမဟုတ်ဘူးအခုစစ်ဖြစ်နေတာတော့တနိုင်ငံနဲ့တနိုင်ငံဆက်ဆံရေးကအိုက်ဘက်ခေတ်ကအခင်ဆုံးဆိုတဲ့နိုင်ငံတွေရဲ့ဆက်ဆံရေးလောက်ပဲရှိတယ်ဒီလိုအဆအဆအရာရာတာနေတာတော့ လူအဖွဲ့အစည်းကြီးကပျက်စီးတော့မှာဆိုပြီးဘာလို့ပြောနေကြတာလဲ MIT ကရောဘလို့အချက်တွေကိုကြည့်ပြီးဒီလိုပြောရတာလဲဒီကိစ္စကဘေးဒင်နတ်ခတ်တွေနဲ့ရှေ့ဖြစ်ဟော့ကင်းတွေကို အခြေခံပြီးထုတ်ထားတာမဟုတ်ပါဘူးအတော်ဆုံးသူတေတီပီပီစီးပွားရေးလူမှုရေးနိုင်ငံရေးစည်ရင်းအဖက်ဖက်ကိုတေချာတွက်ချက်ပြီးမှဒီလိုပြောခဲ့ကြတာပါ1982ခုနှစ်လောက်ကလူအဖွဲ့အစည်းကြီးဖြစ်ပျက်နေပုံတွေကို သူတေသနာတေချာလုပ်ခဲ့ကြတယ် ဒီအတိုင်းသာဆက်သွားနေရင်ရောဘာဖြစ်မလဲဆိုတော့ကိုမေးခွန်းထုတ်ခဲ့ကြတယ်။ဒီလိုအနာဂတ်ကိုမေးခွန်းထုတ်နေကြတဲ့ MID ကလူတွေကအခြားပင်နေတော့မဟုတ်ပါဘူး။အခုအချိန်မှာခစ်စားနေတဲ့ AI ဆိုတဲ့စကားလုံးကို MID ကဂျွန်မာဂါတီကပဲဖန်ပြီးခဲ့တာပါ။ပြီးရင်ဒီစကားလုံးဟာအနာဂတ်မှာခစ်စားလာခဲ့မယ်ဆိုပြီးတော့ပြောခဲ့ပါသေးတယ်။ဒါကိုကြည့်ရင် MID ကလူတွေအထင်သေးလို့မရတာသိတာနေတယ်။ပြီးတော့၁၀ခုမှ၈ခုလောက်ကတကယ်ကြီးမှန်နေခဲ့တာဆိုတော့ 2040မှာလူပွေအစီပြည့်စည်တော့မယ်ဆိုတဲ့ခံမှန်းချက်ကိုလည်းမေ့ထားလို့မရတော့ဘူးဒီလိုခံမှန်းချက်တွေဆိုတာကလည်းပညာရှင်တွေကိုယ်တိုင်သူတို့ကျွမ်းကျင်တဲ့နယ်ပယ်ရဲ့အနာဂတ်ကာလတွေမှာဘလို့ဖြစ်မလဲဆိုတော့ပြောပြထားတာဆိုတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ဒါမှသာကြိုတင်ပြီးစောင့်ရန်ရှောင်ရန်လေးတွေကိုတိထားရမှာကိုအခုဆိုရင်တော့ AI KG ဖြစ်လာတာနဲ့အညီ AI ရဲ့အပြောင်းအလဲနဲ့ပတ်သက်တာတွေကိုရေးသားထားတဲ့အနာဂတ်ရှေ့ပြေဟောကိန်းများဆိုတဲ့ Powers and Predictions ဆိုတဲ့စာအုပ်ကိုဖတ်ဖို့လိုအပ်လာပါပြီ။ဒီစာအုပ်ကိုတော့ကျမတို့ရဲ့ရွှေနှုတ်အပ်ထဲမှာအတန်နဲ့ရောစာနဲ့ပါဖတ်လို့ရနေပါပြီ။ကဲဒါဆိုအရင်ဆုံး MIND ကနေလူအဖွဲ့အစည်းပြည့်စည်ရောမယ်ဆိုတဲ့ခံမှန်းချက်ကိုဘလို့ထုတ်ခဲ့တာလဲဆိုတော့ကိုပြောပြပေးပါမယ်။ဒီကမ္ဘာချက်ကို limited to grow ဆိုရယ်လ ీల ာချက်ကြီးတစ်ခုကနေထုံနှုတ်ထားခဲ့တာပါဒီလ ీల ာချက်ကအနာဂတ်စီးပွားရေးအခြေအနေနဲ့ကမ္ဘာကြီးရဲ့စွမ်းအင်မြင့်တွေကိုအဓိကလ ీల ာတာဖြစ်ပါတယ် ြီးတော့ဒါရင်အကိုလုံးကိုကွန်ပျူတာစနစ်တစ်ခုထဲနဲ့လေ့လာခဲ့တာပါအခုခေတ်အချိန်မှာကွန်ပျူတာစနစ်နဲ့လေ့လာရဆိုတာကပုံမှန်ပဲဆိုပေမဲ့အခုသူတို့ရောက်နေတာက1982ဆိုတာကိုလည်းမေ့ထားလို့မရဘူးဒါကိုကြည့်ရင်သူတို့ဟာဘလောက်တောင်တော်ရင်လူတွေလဲဆိုတာသတိထားမိကြမှာပေါ့ဒါပေမဲ့အဲ့ဒီလေ့လာချက်ကိုလူအများရှိထုတ်ပြလာတဲ့အခါမှာတော့ဝေဖန်မှုတွေအများကြီးနဲ့ကြုံခဲ့ရပါတယ်ဘာလို့ဆိုသူတို့ခေတ်အတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် လူဖွေစည်းကပျက်စီးစရာမှမရှိသေးတာကိုဒလိုနဲ့ဒီလိလာချက်ဟာတဖြည်းဖြည်းမှီးမိန်သွားခင်ရတယ်လို့ပြောရမယ်မဖြစ်နိုင်ပါဘူးကွာဆိုတဲ့သဘောနဲ့ပေါ့ဒါပေမဲ့2021ခုနှစ်မှာတော့ဒီလိလာချက်ဟာတဖန်ခစ်စားလာခဲ့ပြန်ပါတယ်ဂိုင်ယာဟေရင်ဒန်ဆိုတဲ့ပညာရှိတစ်ယောက်ရဲ့ပြန်လည်သုံးသပ်ချက်တွေကြောင်းလို့ပြောရင်ပုံမှန်လိမ့်မယ်သူမက MIT ခန့်မှန်းခဲ့တာတကယ်ဖြစ်လာနိုင်တယ်ဆိုတာကိုယုံခဲ့တယ်ပြီးတော့အခုလက်ရှိဖြစ်နေတာတွေက သူတို့ကြိုတင်ခံမှန်းထားခဲ့တာ ਨੇ လုံးဝကွက်တိပဲဆိုတာကလည်းညင်းစရာမရှိဘူးလေ။အော်ဒါနဲ့အဲ့ဒီလင်းလာချက်တွေထဲမှာဘလို့အချက်တွေပါဝင်နေလဲဆိုတာကိုပြောပြမယ်။အဓိကအနေနဲ့ဒီလင်းလာချက်မှာအပိုင်း၄ပိုင်းလင်းလာခဲ့တာဖြစ်တယ်။နံပါတ်၁ကလူကြီးတိုးပွားလာမှုကမ္ဘာလူကြီးကအရင်ကထက်ပိုပြီးတော့မြင်းမြန်ဆန်ဆန်တိုးပွားနေတာကိုတွေ့ရတယ်။အထူးသဖြင့်ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင်မွေးဖွားနှုန်းတွေမြင့်ပြီးတော့တိမ်နှုန်းကကျဆင်းနေတာကိုတွေ့ရမယ်။နံပါတ်၂က တယံစာတကုန်ခံမှုလူသားရိယာတဘာဝရဲ့အကန့်တန့်နဲ့သာရရှိနေတဲ့တယံစာတတွေကိုစိတ်ကြိုက်ထုတ်ယူတုံ့ဆွဲနေကြတာကိုတွေ့ရမယ်။တချို့အရာတွေကကမ္ဘာမြေကြီးကနေပြန်လည်ဖြည့်ဆည်းပေးနိုင်နေဆိုပေမဲ့တချို့အရာတွေကလုံးဝပြန်မရတော့တလို့တချို့ကကြတော့လေပြန်ရဖို့နှစ်ပေါင်းထောင်နဲ့ချီကြတတ်ပါရဲ့။ဒီလိုအရာတွေကိုစိတ်ကြိုက်ကိုယူသုံးနေကြတာတွေကြောင့်တယံစာတတွေကကုန်ခန်းသွားလိမ့်မယ်။နံပါတ်3ကစီးပွားရေးကိစ္စများ လူဦးရေကတိုးပေါ်လာတာနဲ့အမျှစားတောက်ကုန်တဲ့လူသုံးကုန်တွေကပိုလိုအပ်ပါတယ်။ဒါကတိုးတက်နေတာပဲလေလို့ထင်ရပေမဲ့ဒီလိုတိုးတက်မှုတွေရဲ့နောက်ကွယ်မှာတဘာဝပတ်ဝန်းကျင်ရဲ့ကန့်သက်ချက်တွေကသာဂရုမစိုက်ဘူးဆိုရင်အဖက်ဖက်ကနစ်နာမှုတွေဖြစ်သွားလိမ့်မယ်။နံပါတ်၄ကတော့ညဉ့်ဉန်းမှုတွေအပေါ်မှာပြောခဲ့သလိုစီးပွားရေးတွေအဆမတန်တိုးတက်လာတာလူဦးရေအဆမတန်တိုးပေါ်လာတာနဲ့တယံစာတောက်တွေခန်းချောက်သွားတာကကဘာကြီးကို ကျမ်းမာရေးထိခိုက်စေပါတယ်။လေတူ မြေတို့ရေတို့စလာတွေမှာညဉ့်ဉန်းမှုတွေစတင်ဖြစ်လာလိမ့်မယ်။ဒါတွေကလူသားတွေအသက်ရှင်ဖို့အဓိကမှီခိုနေကြရတာလေ။ကဲဒီအချက်၄ချက်ကိုကြည့်ရင်ဂါရာဟယ်ရင်တန်ရဲ့ MIT အပေါ်ယုံကြည်မှုဟာမမားဘူးဆိုတာခံစားမိကြမယ်မလား။အခုအချိန်မှာအဖက်ဖက်ကရိုင်းနေနေခြင်းဖြစ်နေတာပါ။နိုင်ငံရေးတွေကတော့ရှေ့လူအဖွဲ့အစည်းလောက်မစိုးသေးဘူးဆိုပေမဲ့တကယ်တမ်းဖြစ်လာခင်ရင်နိုင်ငံကြီးတွေတော်တော်များများစီမှာ တကြမင်းရဲ့ဝရစိန်လက်နက်ကြီးရှိနေတယ်ဆိုတာကိုလည်းမိထားလို့မရဘူးဒီအတိုင်းတော့ဆက်သွားနိုင်မယ်ဆိုရင်သူတို့ခံမှန်းထားခဲ့သလို2040မှာတကယ်ကြီးပျက်စီးသွားနိုင်တယ်ပျက်စီးမယ်ဆိုတာကလူတွေကကဘာကြီးကမီးလောင်ပြာကျသွားတဲ့ပုံမြင်တွေကကဘာပြက်တာကိုပြောတာမဟုတ်ပါဘူးစားနေရိတ်ကထုံလုံးမှုတွေနဲ့စီးပွားရေးတွေရပ်တန့်သွားလိမ့်မယ်လူနေမှုအဆင့်အတန်းတွေတိတိတသာကျဆင်းသွားလိမ့်မယ်ရာသီဥတုတွေဖောက်ပြန်လာပြီး လေတို့ရေတို့ညဉ့်ဉန်းမှုတွေမြင့်တက်လာမယ်။ဒါဆိုကျမတို့ရဲ့အခုလက်ရှိလူအဖွဲ့အစည်းကြီးကပျက်စီးသွားပြီလို့ဆိုလိုတာ။အဲ့ချိန်ကျရင်နောက်ထပ်လူအဖွဲ့အစည်းအသစ်တစ်ခုကိုပြန်ထူထောင်ရတော့မယ်။ဒီကိစ္စက လွဲတဲ့ကိစ္စတစ်ခုမဟုတ်ဘူး။အခုဆိုရင်ငလင်းဆောင်ပြန်လည်ထူထောင်ရေးတောင်ဘလောက်ခက်ခဲလဲဆိုတာကိုကြည့်ရင် တကဘာလုံးအတိုင်းအတာနဲ့ပြန်လည်ထူထောင်ရေးဆိုတာတွေးကြည့်ရုံနဲ့ရှင်မောစရာပါပဲ။ဒါဆိုရင်ဒီကိစ္စကြီးမဖြစ်လာအောင်ကျမတို့ရှောင်လို့ရမလား။တင်ရတာပေါ့။ အမိုင်ထီကပညာရှင်တွေကိုရိုင်းကဒေါရီကိုရှောင်လို့ရပါတယ်ဆိုပြီးပြောပြထားပါတယ်။နံပါတ်၁ကပြန်လည်ပြည့်ဖြိုးနိုင်တဲ့လောင်စာတွေကိုအသုံးပြုပါ။ဆိုလိုချင်တာကနေစွမ်းရင်လေစွမ်းရင်နဲ့ရေစွမ်းရင်လိုနီးပညာတွေကိုပြန်သုံးဖို့လိုပါတယ်။နံပါတ်၂ကတယံစာတောင်းတွေကိုစီမံခန့်ခွဲပါ။မလွန်းရင်မထုတ်ယူပါနဲ့။ထုတ်ယူထားတဲ့တယံစာတောင်းတွေကိုလည်းတံမိုးထားသုံးဆွဲကြဖို့နဲ့စနစ်တကျသုံးဆွဲကြဖို့လိုပါမယ်။နံပါတ်၃က ညဉ့်ညမ်းမှုတွေကို short ချပါကာဗွန်နိုင်အောက်ဆိုက်နဲ့ထုံးလွှင့်မှုက၄ဒုအတွက်အဆင်မပြေပါဘူးပြီးရင်ဓာတ်ရုပ်ပစ္စည်းတွေနဲ့ plastic တွေကရေဒုကိုညဉ့်ညမ်းစေတယ်ဒါကြောင့်ကို့အနေနဲ့ဓာတ်တွေကို short သုံးနိုင်တယ်လို့ short သုံးကြပါနံပါတ်၄ချက်ကတော့နိုင်ငံကြီးတွေအနေနဲ့ဥတွင်လှုပ်ဆောင်မှုတွေများများလုပ်တင်ပါတယ်တဘောင်ဝပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်မှုတွေကိုနိုင်ငံကြီးတွေကနေဥဆောင်လှုပ်ဆောင်ပေးဖို့ဆိုလိုချင်တာပါအခုဆိုရင်လေဒီအချက်တွေကိုတော်တော်များများအကောင့်အထည်ဖော်လာကြတာကိုတွေ့ရမယ် ဂျပန်နိုင်ငံမှာတော့လူဦးရေမြင့်တက်လာမှုကိုရှော့ချဖို့မွေးဖွားနှုန်းကိုတိတိတတ်တာရှော့ချလာတာကိုတွေ့ရမှာပါ။ဒါမျိုးတွေကတကယ်ပါလုံးအတိုင်းအတာနဲ့လောက်ကြရင်2040ဆိုတဲ့ခံမှန်းချက်ကြီးကိုနောက်ဆုံးနိုင်ပါလိမ့်မယ်။ဒီ view တွေမှာပြောသွားတာတွေကတော့ကမ္ဘာအတော်ဆုံးသုတေသီတွေရှိကြတဲ့ MIT ကနေ2040ခုနှစ်မှာလူအဖွဲ့အစည်းပြည့်စည်တော့မယ်ဆိုတဲ့ခံမှန်းချက်တစ်ခုအကြောင်းပါပဲ။လူအဖွဲ့အစည်းတစ်ခုပြည့်စည်ဖို့အတွက်အကြောင်းအရာ၄ခုရှိတယ်။ဒါပေမဲ့ဒီခေတ်ကြီးမှာက ဒီအကြောင်းအရာလေးခုလုံးနဲ့တနည်းမဟုတ်တနည်းချိတ်ဆက်နေတာကိုတွေ့ရမှာပါ။ဒါကြောင့်ဒီအတိုင်းသာဆက်သွားနိုင်မယ်ဆိုရင်သူတို့ခံမှန်းချက်ကြီးကအမှန်ဖြစ်သွားလိမ့်မယ်။ဒါပေမဲ့ဒါရီကိုတားဆီးဖို့ကျမတို့မှာအချိန်တော့ရှိပါသေးတယ်။ရှိနေတဲ့အချိန်မှာကဘာကြီးကိုချစ်တဲ့စိတ်လူပွင့်စည်းကိုတန်မိုးထားတဲ့စိတ်နဲ့စနေတကြနေထိုင်သွားရင်သူတို့ခံမှန်းချက်ကမှားကောင်းမှားသွားနိုင်ပါသေးတယ်။အခုဒီဗီဒီယိုကိုချီးညင်ကြတဲ့မိတ်ဆွေတို့အနေနဲ့ရောဒီခံမှန်းချက်နဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြလဲ။ပြလာနိုင်မလား။ မဖြစ်နိုင်ဘူးလားဆိုရဲကိုရဲ့အမြင်တွေကို comment မှာမျှဝေပေးခဲ့ကြဖို့ပြောရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်။ Channel app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ်။ Application အသုံးပြုပုံအသေးစိတ်ကိုလည်း Channel Facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။